ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဒီဇင်ဘာလ4ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လိုက်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ like or တိုက်ပွဲစစ်ကောင်စီတက်သိမ်းဆုံးမှုများပြားပြီးလက်နက်20ကျော်သိမ်းဆည်းရရှိတယ်လို့ရှမ်းတောင် PDF ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် Greeny ပြည်နယ် Loyal Commune က ကုန်းပေါင်းရွာတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားတွေတိုက်စုံမှုရှိပြီးလက်နက်နဲ့စစ်ကြောတင်စေရမိတယ်လို့ရှမ်းတောင်အမှတ်1339တပ်ရင်းကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ကကုန်းပေါင်းရွာကအင်အား90ဝန်းကျင်နဲ့နိုဝင်ဘာလ10ရက်နေ့ကစစ်ကြောင်းထုတ်လာတာကိုမဟာမိတ်တပ်ရင်းတွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ရှမ်းတောင်အမှတ်1339တပ်ရင်းကဒီဇင်ဘာလ2ရက်နေ့မှာထုတ်ပြန်ပါတယ်။ကုန်းပေါင်းရွာဟာလွိုက်ကော်မြို့နယ်လွိုင်းလင်းလေးမြို့ရဲ့အရှိတ်ဘက်ချမ်းမှာရှိပြီးစစ်ကောင်စီတပ်ကလွိုက်ကော်မြို့နယ် လင်းဖုံကြီးရွာကနေတဆင့်ထိုးစစ်ဆင်ခဲ့တယ်လို့မြေပြင်ရဲဘော်တဦးကပြောပါတယ်လင်းဖုံကြီးနဲ့ကုန်းပေါင်းကတဆက်တည်းပဲအဲဒီနေ့ကမနက်ပိုင်းကလေးကစဖြစ်တယ်သူတို့ဘက်ကအကြများတော့လေချောင်းပစ်ကိုတောက်လျှောက်ပဲရဲဘော်တချို့ထိခိုက်တာလည်းရှိပါတယ်လို့သူကပြောပါတယ်ဒါအပြင်ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးအပတ်ကဖေကုံမြို့နယ်တောင်စလုံးကြီးရွာကစစ်ကောင်စီတပ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီးထိခိုက်သိမ်းဆုပ်မှုတွေများပြားတယ်လို့ဒေသခံစီးရေးသတင်းရင်းမြစ်ကဆိုပါတယ် နိုဝင်ဘာလ25ရက်နေ့ကတောင်စလုံးမှာစက္ကဆစခန်းဝင်စီးခံရတယ်။အရှင်9ရောက်မိတယ်တော့ကြားတယ်လက်နက်တွေပါရတယ်လို့သူကဆိုပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တက်ဆိုင်ရမြေပြင်တပ်ဖွဲ့တာဝန်ရှိသူတွေကိုထပ်မံအတည်ပြုနေစေဖြစ်ပါတယ်။ပင်လောင်ဖေခုံနဲ့လွယ်ကောဒီမော့ဆိုနဲ့ဘောလခင်းမြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မဲ့စစ်ကောင်စီကဂရင်းနီပြည်နယ်နဲ့ပြည်နယ်တခြားကိုစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဂရင်းနီပြည်နယ်ကိုစစ်ကောင်စီတပ်ထိုးစစ်ဆင်ရမှာစစ်မှုတပ်နဲ့ပအုပ်ပြည်သူစစ် PNO တွေအတိအကထားအသုံးပြုတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဆာလင်ကြီးမြို့ပေါ်မြို့မရေစကန်ကနေထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၁၀ကောင်တိတ်ဆုံးခဲ့ပြီးမသားအလောင်းတလောင်းတိမ်ဆဲရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဆာလင်ကြီးမြို့ပေါ်မြို့မရေစကန်ကနေထွက်ခွာလာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုဂျာဖြတ်တိုက်ခိုက်ရမှာစစ်သား၁၀ကောင်တိတ်ဆုံးပြီးမသားအလောင်းတလောင်းကိုတိမ်ဆဲရရှိခဲ့ကြောင်း ဒေါန်တမန်ဂျီဆက်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတူကဆိုပါတယ်။နိုဝင်ဘာလ30ရက်နေ့ည7:00နာရီခန့်မှာစာလင်ကြီးမြို့ပေါ်မြို့မရဲစခန်းမှာထွက်ခွာလာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကရေခါရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှစစ်သား10ကောင်သေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ဆောင်းလင်းကြီးမြို့ပေါ်မြို့မှာရေစကန်ကနေထွက်လာပြီးဝမ်ပောင်ကုမ္ပဏီဒေးကိုပြန်ဝင်တဲ့စစ်ခွေးစစ်ကြောင်းကိုကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးအလောင်းတလောင်းရတယ်တိကြိုက်တန်ရာရတာများတယ်လက်လက်တွေတော့ဆွဲသွားတယ်စစ်ခွေးအင်အားကတော့ခံမှန်းကြီးတရားကျော်လို့ပဲသိရတယ်စစ်ခွေးစစ်ကြောင်းကဝမ်ပောင်ကိုမဝင်နိုင်တော့ပဲဆောင်းလင်းကြီးမြို့ဘက်ကိုပြန်ဆုတ်သွားတယ်လို့သိရပါတယ်စစ်ခွေးတီတာ၁၀កောင်လောက်တီပါတယ်ကျွန်တော်တို့ရေပေါ်တွေအထိကိမရှိပြန်လဲစုခွာနိုင်ခဲ့ပါတယ်လို့ တောင်းတမန်ကြည်ဆက်ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်အစိုးရတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်တရင်16ရင်းမာပင်ခရိုင်စစ်ကြောင်းနဲ့တပ်ပေါင်းစုညီနောင်မဟာမိတ်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မြိုင်နဲ့ပခုတ်ကူမြို့နယ်အဆက်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးတအူးအရှင်ဖမ်းမိကခေရန်တချို့တင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အဆက်မှာအချမ်းဖတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သားများထိခိုက်သေးဆုံးမှုများပြားပြီးတဦးအရှင်ဖမ်းမိကခေရန်တချို့တင်ဆက်ရရှိခဲ့ကြောင်း Earthquake People's Defense Force မှတာဝန်ရှိသူကပြောကြားပါတယ်။ဒီဇင်ဘာလ2ရက်နေ့မှာမြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးလာတဲ့တပ်မကုတ်ကူမှအချမ်းဖတ်စစ်သားတွေနဲ့ပြူစော်တီများပူးပေါင်းထားတယ်။အင်အားတရာခန့်ပါစစ်ကြောင်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်တိုက်ခိုက်မှုအတွင်မှာအကြံဖတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားပြီးထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားတကောင်ကိုအရှင်ဖမ်းမိခဲ့ကလက်နက်ကြီးကြီးတချို့နဲ့ခဲယံတချို့ကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။မြိုင်နယ်နဲ့ပခုတ်ကူနယ်ကိုအခုစစ်ကြောင်းထိုးနေတဲ့တပ်မကိုကိုစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားတာပါ။စစ်ကြောင်းကမပြီးသေးပါဘူး။ထိခိုက်သေးဆုံးမှုကတော့များတယ်။တေချာတော့မသိရသေးပါဘူး။တယောက်အရှင်မိတယ်လက်နက်ခဲယံတွေကအဲ့ဒီဖမ်းမိတဲ့သူရဲ့အနီးကရတာပါလို့ Earthquake People's Defense Force မှတာဝန်ရှိသူကပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Earthquake People's Defense Force ပကုတ်ကူခင် Local တရင်တ PDLB MGY PDF ကမ္မ Underground Force ကမ္မတပ်ပေါင်းစုနဲ့မြိုင်ပကဖတို့ကပူးပေါင်းကတိုက်ခိုက်ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကဲမရှိခဲ့ကြောင်းသိရှိရပါတယ်။ပကုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့အပြင် လေကြောင်းမှလည်းပြည်သူလူထုကိုပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအနေနဲ့စီရီတတိနဲ့လေကြောင်းရန်ကုန်လဲတတိရှိရှိနေထိုင်ပြီးကြပါရင် Earthquake People's Defense Force ကတိုက်တွန်းထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့စစ်တပ်ရွေးကောက်ပွဲမတိုင်မီမြန်မာအခြေအနေစုံစမ်းဖော်ထုတ်ရေးကော်မတီကိုဩစတြေးလျအထက်လွှတ်တော်ဖွဲ့စည်းခဲ့ကြောင်းတင်ဆက်ပေးပါမယ် ဩစတြေးလျအထက်လွှတ်တော်ဟာမြန်မာဒီမိုကရေစီအရင်းနဲ့လူ့ခွင့်ရေးအခြေအနေတွေကိုစုံစမ်းဖော်ထုတ်တဲ့ကောမဒီတရက်ကိုဖွဲ့စည်းလိုက်တယ်လို့သိရှိရပါတယ်။အဲ့ဒီကောမဒီဟာဒီဇင်ဘာလမှာစတင်ကျင်းပဖို့စီစဉ်ထားတဲ့စစ်ကောင်စီရွေးကောက်ပွဲတွေကိုအသေးစိတ်စောင့်ကြည့်သုံးသပ်မှဖြစ်ပြီးအလုံးပေါင်းဝင်တဲ့ဒီမိုကရေစီနိကျအယက်သားအစိုးရပြန်ဖြစ်ဖို့အတားဆီးတွေကိုလည်းဖော်ထုတ်မယ်လို့အထက်လွှတ်တော်အမတ် Dan Smith ကထုတ်ပြန်ပါတယ်။အထက်လွှတ်တော်ရဲ့စုံစမ်းဖော်ထုတ်မှုဟာ မြန်မာနိုင်ငံမှာဘာတွေဖြစ်နေတယ်လဲဆိုတာမိမောင်းထိုးပြမှာဖြစ်ပြီးဩစတြေးလျရဲ့တုံ့ပြန်မှုဟာအပေါ်ယံမဟုတ်ပဲမူပေါ်မှာအခြေခံမဲ့ဆိုတာသိကြပါတယ်လို့အထက်လွတ်တော်အမတ် Dan Smith ကပြောပါတယ်။စုံစမ်းဖော်ထုတ်မှုတွေကနေတဆင့်ဩစတြေးလျအထက်လွတ်တော်ဟာစစ်တပ်ရဲ့ဖိနှိပ်မှုတွေနဲ့စင်စာစနစ်တွေလုဆောင်နေသူတွေကိုပြစ်မှတ်ထားအရေးယူတန်ခတ်မှုတွေအပါအဝင်အစီအမံတွေချမှတ်ဖို့နိုင်ငံပိုင်နဲ့စစ်တပ်နဲ့ဆက်နွယ်တဲ့ဘဏ်တွေကိုလည်းပုံမတင်းကျပ်တဲ့အတားအဆီးတွေလုဆောင်ဖို့ချင့်ချိန်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ပြီးစစ်ကောင်စီနဲ့မဟုတ်ပဲယုံကြည်စိတ်ချရတဲ့နေဆက်ဖြတ်ကျော်ဝင်ပေါက်တွေကနေတဆင့်လူသားချင်းစာနာမှုအကူအညီတွေတွန်းမြင့်ပေးဖို့လည်းဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်စွန်စန်းဖော်ထုတ်ရေးကော်မတီဟာဩစတြေးလျအနေနဲ့ Federal Democracy အနာဂတ်အတွက်အလုပ်လုပ်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ရပ်ဖက်အဖွဲ့အစည်းတွေကိုပံ့ပိုးကူညီနိုင်မဲ့နီလန်းတွေကိုလည်းရှာဖွေသွားမယ်လို့သိရှိရပါတယ်။နောက်ပြီးဩစတြေးလျနိုင်ငံသားတွေအပေါ်တက်ရောက်မှုရှိနေတဲ့ online ငွေလိမ်လုပ်ငန်းတွေနဲ့ တရားမဝင်ကွန်ရက်တွေကိုတံပြန်ဖို့အခွင့်အလမ်းတွေကိုလည်းဖော်ထုတ်သွားမယ်လို့ဆိုပါတယ်ဒီစုံစမ်းဖော်ထုတ်ရေးကော်မတီဟာဩစတြေးလျရဲ့ဒီမိုကရေစီစံတန်ဘိုးတွေနဲ့ကပ်ညီပြီးဩစတြေးလျရဲ့တုံ့ပြန်မှုဟာအာကောင်ခိုင်မာရှေ့နောက်ညီညွတ်ကြောင်းပြတာတဲ့အရေးကြီးတဲ့နောက်ထပ်ခြေလှမ်းဖြစ်တယ်လို့အထက်လွတ်တော်အမတ်ဒန်စမစ်ကထုတ်ပြန်ပါတယ်အထက်လွတ်တော်အမတ်ဒန်စမစ်ရဲ့ကမကထပြည့်မှုနဲ့ဖြစ်ပေါ်လာတဲ့ဒီစုံစမ်းဖော်ထုတ်ရေးကော်မတီဟာနိုင်ငံခြားရေးကာကွယ်ရေးနဲ့ကုသန်းရောင်းဝယ်ရေးဆိုင်ရာ ထက်လွှတ်တော်ကော်မတီနဲ့ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပြီးလာမယ့်2026ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာတွေ့ရှိချက်တွေကိုအစီရင်ခံမယ်လို့ရထားကြောင်းသိရှိရပါတယ်။အဲ့ဒီအစီရင်ခံရမယ့်နောက်ဆုံးရက်မတိုင်မီမှာကော်မတီဟာအဆိုပြုလွှာတွေကိုယခုချိန်ကနေစလို့လက်ခံသွားမှာဖြစ်တယ်လို့အများပြည်သူဆိုင်ရာကြားနာမှုတွေကိုလည်းပြုလုပ်သွားမယ်လို့ဆိုထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကားတော့ တောင်တွင်းကြီးမြို့နယ်ညာတော်ကြီးရွာအုပ်စုမှာပြည်သူတွေကိုနှိမ့်မျိုးစုံနှိပ်စက်နေတဲ့အုတ်ချုပ်ရီမူဟောင်းကြည်ဝင်းအပါအဝင်၃ဦးပြစ်ခတ်ခံရပြီး၃ဦးလုံးတိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ညာတော်ကြီးရွာအုပ်စုမှာပြည်သူတွေကိုနှိမ့်မျိုးစုံနှိပ်စက်နေတဲ့အုတ်ချုပ်ရီမူဟောင်းကြည်ဝင်းအပါအဝင်၃ဦးကိုပြစ်ခတ်တိုက်ခိုက်ရမှာ၃ဦးစလုံးတိတ်ဆုံးခဲ့ကြောင်းမကွေးတောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကဆိုပါတယ်။ နိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာတောင်တွင်းကြီးမြို့နယ်ပရကျစ်တိုက်နယ်ညာတော်ကြီးရွာအုပ်စုတစ်ခုတ်ကွင်းကြီးရွာမှာစစ်တပ်သတင်းပေးဖြစ်လုကိုင်းနေတဲ့အုတ်ချုပ်ရေမှူးဟောင်းကြည်ဝင်းစိုးသူဟာကြီးရွာနေပြည်သူတွေကိုစစ်တပ်ခေါ်လိုက်ရမလားလို့ချင်းချောက်ပြောဆိုပြီးအနိုင်ကျင့်နှိပ်စက်နေတဲ့အတွက်၎င်းနေရင်အတွင်းတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ရမှာပွေချင်းပြီးတိတ်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။အလားတူတစ်ခုတ်ကွင်းကြီးရွာမှာစစ်တပ်သတင်းပေးဖြစ်လုကိုင်းနေတဲ့မင်းစော်ဦးနဲ့ဇနီးဖြစ်သူခင်ကြိုင်တို့ဟာလည်း ော်လိုင်းရဲဘော်တအူးကိုစစ်တပ်ထံတရင်ပေးဖမ်းဆီးစေခိုင်းခြင်းတော်လိုင်းရဲဘော်တွေကိုစစ်တပ်ထံတရင်ပေးတိုင်ကြားခြင်းတွေကြောင့်ရင်းနှီးမှာ၎င်းတို့နေအတွင်းထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရမှာနှစ်ဦးလုံးပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုပြစ်ခတ်တိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့အုတ်ချုပ်ရေမှုဟောင်းကြည်ဝင်းအပါဝင်၃ဦးကိုတော်လိုင်းရဲတပ်ဖွဲ့တွေကအကြိမ်ကြိမ်တွားရောက်တွေ့ဆုံ၍စစ်တပ်နဲ့ပူးပေါင်းခြင်းမပြုလုပ်ရသတိပေးပြောကြားခဲ့ပေမဲ့လိုက်နာခြင်းမရှိဘဲဆက်လက်လှုပ်ကိုင်နေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ သူတို့တုံးလုံးကိုစစ်တပ်သတင်းပေးတွေမလုပ်ဖို့အချင်းချင်းတွားရောက်တရီပေးထားတယ်။အဲ့ဒါကိုလိုက်နာမှုမရှိဘဲဆက်လက်လှုပ်ဆောင်နေလို့တွားရောက်တိုက်ခိုက်ခဲ့တာပါလို့မကွေးတောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမကွေးတောင်တွင်းကြီးအထူးပြောက်ကြားတပ်ဖွဲ့နဲ့ငကားမင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်၍တောင်တွင်းကြီးမြို့နယ်အတွင်းစစ်တပ်သတင်းပေးဒလန်များပြူစောတီများအနေနဲ့စစ်တပ်ထံကိုသတင်းပေးတိုင်ကြားခြင်းစစ်တပ်အားကိုး၍ပြည်သူများပေါ် ငွေကြေးများအတင်းအဓမ္မကောက်ခံခြင်းနဲ့စစ်တပ်မှပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်ပြီးစူပါကအချိန်မရွေးတက်ခိုက်သွားမှာဖြစ်ကြောင်းမကွေးတောင်တွင်းကြီးအထူးပြောက်ကြားတက်ဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့အကြံဖတ်စစ်တပ်မိဖတ် SSPP နေမြန်မာလဲကြားဖြတ်များဖမ်းမိလာကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်အနာသိန်းစစ်တပ်ရဲ့အပေါင်းအပါဖြစ်တဲ့ကရင်နယ်ကြားဆောင်တပ် BGF နေမြန်မာ ထိုင်းမြန်မာနယ်စပ်မှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးဖမ်းမိဓာတ်တွေရှိခဲ့တယ်လို့စစ်တပ်နဲ့မိတ်ဖက်ဖြစ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP SSA ထင်းချုံရနေမြေတဲမှာလဲကြားဖြန့်လုံဆောင်သူတွေကိုဖမ်းဆီးရမိတာမျိုးတွေရှိလာတယ်လို့သိရှိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်တောင်ထိပ်ကြီးရွာအနီးမှာအခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပြီးလေးရက်အတွင်းအွန်လိုင်းငွေလိမ်လုပ်ငန်းလုတ်ကင်နေတဲ့နိုင်ငံခြားသား28ရောက်ကိုဆက်ဆက်ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရှိရပါတယ်။ အကြံဖတ်စစ်တပ်ရဲ့ယမနီထုတ်ပြန်ချက်အရအစိုးရအွန်လိုင်းငွေလိမ်လည်မှုလောက်ကင်နေသူတွေအပြင်လူနေအဆောက်အုံတွေပါဖမ်းမိခဲ့တာဖြစ်ပြီးစောက်လုပ်ပြီးလူနေအိတ်ဆောင်တွေစောက်လုပ်စေလူနေအိတ်ဆောင်တွေအစားအစာတူလောင်ယုံအွန်လိုင်းလိမ်လည်လောင်းကစားပြုလုပ်ရမှာအဆောက်အုံတွေနဲ့ကင်းမျော်စင် တွေပါတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်မီးစက်အကြီးတစ်လုံး၊ကွန်ပျူတာ30လုံး၊ Starlink Band 10ခု၊ Echo Cola တစ်လုံး၊ X Wi-Fi ဆက်နှလုံး၊ Soundbox တစ်လုံး၊ Power Station 3လုံး ငွေရီတွက်ဆက်တလုံးငွေကက်ဖြတ်ဆက်သုံးလုံးကွန်ပျူတာဆက်ဆက်ပစ္စည်းတွေနဲ့တခြားလျှက်စစ်သုံးပစ္စည်းတွေတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ဖန်စီရမိတဲ့ငွေလိမ်လုပ်ငန်းများမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းတွေလူနေအဆောက်အုံတွေနေရာထိုင်ခင်းတွေကိုမိရှုဖြည့်ဆည်းခဲ့တယ်လို့အချက်ပတ်စတက်ကထုတ်ပြန်ထားပြီးဖန်စီရမိတဲ့နိုင်ငံသားတွေကိုတရားစွဲဆိုအရေးယူကာသက်ဆိုင်ရာနိုင်ငံတွေစီကိုပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ဆောင်ရွက်သွားမယ်လို့စစ်ကော်မရှင်ကဆိုပါတယ်။ အနာသိန်းစစ်ကော်မရှင်ဟာကြားဖြတ်လုပ်ငန်းတွေစီကဝင်ငွေလမ်းကြောင်းရယူမှုတွေရှိနေတယ်လို့နိုင်ငံတကာမှာတုံ့သက်ပြောဆိုမှုတွေရှိနေတယ်လို့စစ်ကော်မရှင်တက်တဲ့နီနီကက်ကက်ဆက်ဆံရေးရှိတဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့နေမြေတွေထဲမှာကြားဖြတ်လုပ်ငန်းတွေကိုဇက်တိုက်ဖမ်းဆီးရမိနေတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မဲထည့်ရန်စိတ်ပါဝင်စားမှုမရှိတဲ့ပြည်သူတွေကိုမဲမပေးပါကတန်ကြီးတုံသိမ့်ပေးရမယ်လို့တရင်လွင်ချင်းချောက်ခဲကြောင်တင်ဆက်ပေးပါမယ် စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲနီလာတဲ့တိုင်ပြည်သူများမှာမဲပေးရွေးချယ်ရန်စိတ်ဝင်စားမှုမရှိတဲ့အတွက်ပြည်သူတွေကိုချင်းချောက်မှုများပြုလုပ်လာကြောင်းသိရှိရပါတယ်။ယခုနိုဝင်ဘာလကုန်ပိုင်းမှာမြို့နယ်အချို့မှာဒုတိယပိုင်းမဲစရင်ကြီးညာချက်များထုတ်ပြန်ပြီးနောက်ပြည်သူတွေကိုမဲစရင်စစ်ခိုင်းရမှာတွားရောက်စစ်ဆေးသူမရှိသလောက်နေပါပြီ။မဲပေးရန်စိတ်ပါဝင်စားမှုမရှိတဲ့ပေါ်စစ်ကော်မရှင်လက်အောက်ခံတွေကချင်းချောက်မှုများပြုလုပ်လာခြင်းဖြစ်ပါတယ်။မဲမထက်ရင်တယောက်ကို၃သိန်းကောက်မယ်လို့ပြောတယ်။ သူတို့လက်ထဲမှာတကောင်စင်းအတိအကျရှိပြီးမဲစင်းလက်မှတ်တွေပါအတိအကျလုထားလို့ဘယ်သူမဲမထည့်ဘူးလဲဆိုတာသိနိုင်တယ်။အဲ့ဒီအတွက်မဲလာမပေးတဲ့သူတွေကိုသုံးသိန်းဒဏ်ငွေပေးဆောင်မလို့တာဝန်ရှိသူတွေကပြောနေကြတယ်လို့တန်လင်းမြို့နယ်ပိုချုပ်ကြီးရွာအပိုင်းမှာမြို့သမီးတူဦးက ARD Time ကိုပြောပါတယ်။တန်လင်းမြို့နယ်အတွင်းမှာရှိတဲ့အပိုင်းကြီးရွာရက်ွက်များထဲမှာပထမကြိမ်ထုတ်ပြန်တဲ့မဲစင်းတွေဟာမှားယွင်းနေတဲ့အတွက်ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယအပတ်မှစတင်ပြီးမဲစင်းတွေကိုဒုတိယအကြိမ်ထုတ်ပြန်ခဲ့ကြတာ မဲစင်းလာရောက်စစ်ဆေးရန်ရက်ကွက်ကြေးရွာတွင်အုတ်ချွေမှုတွေကလိုက်လံအကြောင်းကြားခဲ့ပါတယ်။မဲစင်းတွားရောက်စစ်ဆေးသူတွေကိုရွေးကောက်ပွဲနေ့မှာလာရောက်မဲမပေးပါကဒဏ်ငွေများခေါ်ယူကောက်ခံသွားမယ်လို့အုတ်ချွေအပိုင်းနဲ့နှိစက်သူများမှတဆင့်တည်င်းလွင့်ခိုင်းတော့ကြောင်းသိရှိရပါတယ်။ကျမတို့ဆိုရင်ဗိုလ်ချုပ်အပိုင်းတွေကမူလတန်းကြောင်းတစ်ခုမှတွားထည့်ရမယ်။ကျမယောက်ျားကတော့ကျမတို့နေတဲ့ရက်ွက်ထဲပဲမဲထည့်ရမယ်တအိမ်တဲကိုပဲမဲထည့်ရမယ်ယုံကကိုယ်နေတဲ့လို့ တန်လီမြို့နယ်အတွင်းမှမြို့သမီးတဦးက ARD time ကိုပြောပါတယ်စစ်ကော်မရှင်ကလက်အောက်ခံဌာနဆိုင်ရာမြတ်မှဝန်ထမ်းတွေကိုမဖြစ်မနေမဲပေးရန် PRP ထားပြီးမဲစင်းစစ်တဲ့တပ်တွေကအထောက်ထားရီကိုပါဆိုင်ရာဌာနမှညွှန်မှုများမှတဆင့်ဝန်ကြီးဌာနအထိတင်ပြခိုင်းထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မန္တလေးမှာစန္ဒပြသူတွေဖမ်းမိရင်အကုန်တတ်မယ်လို့စစ်တပ်ချင်းချောက်ဆဲဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးဇီးကျုံမှာယမနီမနက်စောပိုင်းကစစ်တပ်နဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းစန္ဒပြမှုဖြစ်ပွားခဲ့ပြီးစန္ဒပြသူတွေကိုဖမ်းမိရင်အကုန်တတ်မယ်လို့ချင်းချောက်ပြောဆိုနေကြောင်းမြို့ခံတွေကပြောပါတယ်။ဒီဇင်ဘာလ3ရက်နေ့မနက်9နာရီမန္တလေးဇီးကျုံမနက်ဇီးထဲမှာစစ်ကောင်စီဆန့်ကျင်ရေးနဲ့အတူအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်းစန္ဒပြခဲ့တယ်လို့သိရှိရပါတယ်။စန္ဒပြပွဲပြီးတဲ့နောက်စစ်အုပ်စုကအရက်ဝတ်ယူနီဖောင်းပုံစံမျိုးစုံနဲ့ရောက်လာပြီးစေစုနေတော်လို့မြို့ခံတွေကပြောပါတယ်။မိလို့ကတော့ မအေးဘေးတွေအကုန်တက်ပြင်မဲ့ဘယ်သူမြင်လိုက်လက်နဲ့ပတ်ဆဲနေတာစက္ကဆစီကိုဓာတ်ပုံရိုက်ပို့တဲ့ဒလန်တွေလည်းရှိတယ်လို့မြို့ကန်တူကပြောပါတယ်အဲဒီနောက်စစ်တပ်ကမြို့အဝင်းအထွတ်အပအဝင်နေရာတော်တော်များများကိုပိတ်ဆို့စစ်ဆေးခဲ့တယ်လို့သိရှိရပါတယ်စစ်ကောင်စီနဲ့ပြူစောထီတွေစောင့်ကြပ်နေတဲ့ဂျာကပဲမန္တလေးမြို့မှာစန္ဒာပြမှုတွေစက်တိုက်ဖြစ်ပွားနေတာပါခင်ဗျာ ဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။